အကူကြီးတင်းနေကျွန်တော်အကုန်ကြားတယ်နော်အကူကြီးကမိန်းမတွေယူသားတယ်ခင်ဗျာအကိုကြီးတင်းနေကုန်ကြအကိုကြီးကတခိုးတဲ့ဒီကလေးကတော့သူတနားညသာမှုပဲပြမရှင်းဘူးဆိုရင်တော့ကျွန်တော်သူ့ဒီကလေးမျက်နှာမထောက်ဘူးဆိုရင်တော့သူ့ကိုလည်းကျွန်တော်ထောက်တဲ့အကြောင်းမရှိဘူးလေကျွန်တော်လည်း ဲဆိုတော့ဒီကိုကြီးကသူကမဝယ်ဘဲနဲ့ဝယ်တယ်လို့ပြောထားတယ်လေအဲ့လားလေးကိုသူကဖြည့်ဖြည့်ရှင်းခိုင်းကျင်တာဟိုဒီတကယ်မဝယ်ဘူးပေါ့နော်သိန်း20တကယ်မပေးဘူးပေါ့အဲ့လိုဟုတ်ကဲ့ယွာမဒီမှာပြောပြရမှာပေါ့နော်ဘာဖြစ်လို့လဲယွာမဒီလိုပြဿနာလေးကြီးတက်လူကြီးရောင်တိုင်းကရောကလေးရောင်တိုင်းရောတော့ခမအဲ့လိုတကယ်သိန်း20နဲ့တကယ်မဝယ်ဘူးဆိုတော့အကြောင်းပဲပြီးတော့ ဟိုကလေးဖေမေမရလို့လာခေါ်ရတယ်ဆိုတော့ तू ကအကိုကြီးဘုသူကအဲ့လိုမျိုးတင်ထားဆိုတော့မသိလို့ရှိရင်တမီးတို့ကပေးပြီးမှအမြင်မရလို့သွားခေါ်ရတဲ့ပုံစံမျိုးဖြစ်ပြီးတော့အဲ့လိုမျိုးသူကပြောကြတယ်ဘုသူကစေကုပေးမယ်ဆိုပြောပေါ့နော်ဒီဝယ်မိတယ်ဆိုပြီးတော့ပြောလိုက်တာပေါ့နော်ဒါတော့မဝယ်ဘူးပေါ့တကယ်တော့မဝယ်ဘူးကျွန်တော်ကဘာဖြစ်မှန်းစီဖြစ်သေးမှားစီဖြစ်သေးကျွန်တော်တော့တောင်းမှန်တယ်ပေါ့နော်တောင်းမှန်တယ်လို့ဆိုတာဒီလိုဘကြိုးပိုင်းတည်လိုက်ရခါကြတော့ဒီအလှူရမရှိတော့ဘူးပေါ့ဝယ်သွားပြီဆိုပြီးတော့ဘကြိုးရတက်လာတော့လေ ကြက်လက်ကြက်လာကြီးလူမဲ့အလူရှင်ကမရှိရောဘူးအဲ့လိုမျိုးဖြစ်သွားတဲ့အတွက်အားကြောင့်အကိုကြီးညီလေးကအကိုကြီးအလူခံထားလို့လားလမ်းပေါ်မှာအလူမခံထားဘူးလေအဲ့လိုမျိုးကလေးနှလုံးခွဲမယ်ဆိုပြီးတော့အဲ့လိုမျိုးတင်ထားတော့သူအလူလူမဲ့သူရှိရဲ့ဟုတ်ကဲ့လက်ခံနိုင်မှာဟုတ်လေလူမဲ့လူရှိလားဟုတ်အမအပြောတာမရှိတော့ဘူးအခုမရှိတော့ဘူးအဲ့လိုမျိုးခလေးဝယ်လိုက်ပြီဆိုပြီးတင်လိုက်တော့ဘယ်သူမှလည်းအလှရှင်မရှိတော့ဘူးတာဝန်ယူတော့ဗောဟုတ်ကဲ့ဟုတ်လားဟုတ်ကဲ့အဲ့ဆိုတော့ဒီခလေးကိုပုတုပဲတာဝန်ယူပေးရမှာဗောအဲ့ဒီပုတုမှအကြောင်းပြောမယ်အဲ့ပုတုအကြောင်းလည်းပြောအောင်မယ် အခုပဟိဒလုံးနေတဲ့ပုပဟိဒလုံးနေတဲ့ပုတုကိုအဲ့ဒီကလေးနှစ်ယောက်ဖေရတရားဆွဲမဲ့ဆိုရင်အင်တာဗျူးတွေတက်လာတယ်နော်အဲ့ဒီကလေးနှစ်ယောက်ရဲ့အဖေရဲ့ရုပ်ကိုအဲ့ဒီအခုလိုင်းပေါ်မှာတည်ရတော့ဘယ်သူလဲလို့မမင်းနဲ့အခုပုတုမောက်တဲ့ပုတုကိုတရားဆွဲမဲ့ဆိုပုတုဆိုတာဟိုဘောမှာပုတုကိုပုတုမောက်ကိုပြောတာမဟုတ်ဘူးဟိုပဟိဒလုံးနေတဲ့ဟိုပုတုဆိုတဲ့ကလေးလေးနော်မြန်မာနိုင်ငံသားတွေဆိုကုန်သိတယ်အဲ့ဒီကလေးလေးကိုအခုကလေးနှစ်ယောက်ဖေရတရားဆွဲမဲ့ဆိုအင်တာဗျူးတွေတက်လာဆရာမရှိပို့တဲ့လူတွေအများကြီးပဲ အဲ့တော့အကလေးနှစ်ယောက်ဖေးရဲ့ရုပ်လက္ခဏာကိုပြောလိုက်မယ်ကလေးငယ်ချင်းတခိုးလက်ကြောတိအောင်လောက်ကင်မစားခြင်းမနဲ့ခိုးဖွဲ့စားနေရလို့လိမ်စားနေရလို့ပြီးတော့ဖဲသမားတိလားနော်အဲ့ဒီလိုလူမျိုးကိုကူညီလို့ရှင်လဲနောက်နောက်လဲဒီလိုပဲလောက်စားနေအောင်ပါပဲနော်အဲ့တော့ကလေးနှစ်ယောက်ရှိတာဖြစ်တဲ့အတွက်ဒီကလေးတွေကိုတော့ဘာမှမပြောချင်ဘူးမွေးစားမဲ့လူရှိတယ်ဆိုအဲ့ဒီကလေးကိုမွေးစားပြီးတော့အဲ့ဒီပုတုကိုတရားစွဲမယ်လို့ပြောရတဲ့အကောင်ကိုစစ်မှုထမ်းနဲ့ထဲလိုက်စစ်မှုထမ်းနဲ့ထဲလိုက်တိုင်းပြည်အတွက်လည်းအကျိုးမရှိဘူးနော် ဒီ parking လုပ်တဲ့လူကပေါ့နော်သိန်း20နဲ့ရောင်းမဲ့ကိစ္စကိုပုတူကပြောချင်တယ်ပေါ့နော်ဒါဒင်းနေရတက်လာတယ်ပေါ့ပုတူလည်းအခုပြန်လဲတီထောင်ရေးရအောင်လားအခုကတော့ဖုန်းကြောင်းမှအဲ့တည်းဘာဖြစ်လို့လဲဆိုတော့ parking လုပ်တဲ့လူရောမိခင်လုပ်တဲ့လူရောတန်ရောစင်မရှိဘူးဒါသမီးပေါ့မှာမေတ္တာမရှိဘူးတွေ့တာမီဘာတစ်ခုမှမပေါ့ဘူးသူမျက်လုံးထဲမှာပေါ့နော်ခရင်နာမရှိဘူးနှလုံးသားမရှိဘူးသူပုတူမြင်းနေဘာဖြစ်လို့လဲဆိုတော့ 30နဲ့ရောင်းမယ်ပေါ့နော်ခလေးလေးတရားကိုတရားကိုပြန်ကုပေးမယ်ပေါ့ဒါအခုတူမယုံကြည်ဘူးတရားကိုရောင်းလိုက်မယ်တရားကိုသိခံလိုက်မယ်ပုံစံမျိုးပေါ့တယ်ရတဲ့ပတ်စံကိုလူယူလိုက်မယ်ပုံစံမျိုးအနေထားကိုရောက်နေတယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ပုတုဒီခလေးလေးနှစ်ယောက်ပုတုပြန်ကဲ့မရမယ်ပုတုလည်းပထမကဲ့ဘူးတယ်ဗီဒီယိုဖိုင်တင်ထားတယ်ပုတုအိမ်မှာပေါ့ပတ်စံပေါ့ဒီခလေးဖေးရ ဆိုင်ရယ်ပေါင်လာတယ်ဆိုပြီးတော့ပူတူကူညီခဲ့ပေးဘူးတယ်ကလေးမျက်နှာနဲ့နော်ကူညီခဲ့ပေးဘူးလားအဆဆုံးပူတူကူညီခဲ့ပေးပဲအခုချိန်မှာသူတို့ကဘယ်လိုလဲဆိုတော့ဟိုရောင်လေလေနဲ့ဟိုဘက်မှာလည်းကူညီတောင်းနေဒီဘက်မှာလို့ပြီးတော့ပူတူပြောပြီးပြီပူတူတာဝန်ယူပေးမယ်ဆိုရင်ပြီးတဲ့ထိတာဝန်ယူပေးမယ်သူကဟိုမယောက်တီမယောက်ဖြစ်နေတာပေါ့နော်ပူတူအခုဒီကလေးနဲ့ပြန်ပြီးပြန်ကယ်ရမယ်။အဲဒါဆိုကလေးတရားကိုခွဲစိတ်မယ်ဆိုတာ30ဆိုတာပူတူမဖြစ်နိုင်ဘူး။ပူတူအခုလည်း ခလေးလေးတွေကိုခွဲစိတ်ပေးဘူးတာပဲတိတ်ရာကြောကုံကုံတာပေါ့နော်တိတ်20ဆိုဘူးအံ့ဩတယ်အဲ့ကြောင့်မို့လဲဘာမှမသိလို့မလုပ်ဘူးဒါပေမဲ့ခလေးလေးရာဆရာဝန်ကိုတိုင်းလည်းပြောတယ်နှလုံးရောဂါဖြစ်နေပါတယ်ဆိုတာကိုပြောတဲ့အတွက်ဒီခလေးလေးကိုဘူးပြန်ကဲမယ်မိခင်တွေဝိုးဝေးထားမယ်မိတ္တမရှိတဲ့မိခင်တွေဝိုးဝေးထားမယ်ဒီခလေးလေးရောင်းမဲ့ခလေးလေးကိုလည်းဘူးဝဲမယ်ဝဲပြီးတကယ်လိုအပ်တဲ့စိတ်ချတဲ့နေရာကိုဘူးထားမယ် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပရာဟိတအလူရှင်ပတုကိုတရားပြန်ဆွဲမိလင်းမယားကိုစစ်မှုထမ်းခိုင်းလိုက်ပါကအကျိုးရှိသွားမယ်လို့ဗီဒင်ဆီယာမလေးကတုံ့တက်ပြောဆိုလိုက်ပြီးမှ အဆုံးထိနားဆင်ဝေဖန်ပေးသွားကြပါအောင်သူမိသားစုအတွက်တောင်မှယောက်ျားတယောက်ဖြစ်နေပြီးတော့ဒေါင်းတင်းတင်းလောက်ကင်မကျွေးနိုင်မနဲ့ခြေကောင်းလက်ကောင်းဖြစ်ပါလေနဲ့လောက်ကင်မကျွေးနိုင်မနဲ့လူတကာကိုလိုက်အကူညီတောင်းပြီးတော့ဟိုလူရှိရလိန်စားဒီလူရှိရလိန်စားလူတိုင်းပေါ်လိုက်အကူညီတောင်းပြီးတော့ကိုယ့်ကိုကူညီတဲ့လူကိုတရားစွဲမယ်လို့ပြန်ချင်းချောက်တာဒီလိုလူမျိုးကြတော့စစ်မှုထမ်းခေါ်လိုက်အဲ့စစ်မှုထမ်းပြည်သူတွေကိုဖမ်းမနေနဲ့နင်တို့မြန်မာနိုင်ငံမှာအဲ့ဒီလိုကောင်မျိုးတွေလူမျိုးနော်တိုင်းပြည်အတွက်လဲဘာမှအသုံးမဝင်ပြည့် ့ရဲ့မိသားစုတို့လည်းဘာမှစောက်သုံးမကြတဲ့ဒလေးပြီးသံတောင်းစားတွေရှိတယ်။အဲ့လိုလူမျိုးတို့စစ်မှုထမ်းနဲ့ထဲလိုက်တဲ့ပြီးရင်ရှေ့တန်းပို့လိုက်။အဲ့ဗီဒီယိုကလေးတွေတုတ်သိမ့်လိမ့်မယ်နင်တို့။နော်။အဲ့ဒီလိုလူမျိုးတွေစစ်မှုထမ်းနဲ့ထဲလိုက်။ဟုတ်လား။အဲ့ဒါလူအဲ့လိုလူမျိုးတွေကြတော့မဖမ်းဘူး။အဲ့ဒီတခိုးဂျဘိုးဟုတ်လား။အဲ့ဒီအဲ့ဒီလိုတခိုးဂျဘိုးကလေးငယ်ကြီးတွေကြတယ်နင်တို့ကမဖမ်းဘူးလှုပ်ထားတာ။အဲ့စစ်မှုထမ်းဖမ်းတဲ့သံတောင်းစားတို့တဲ့ပြောတာ။ ဟိုပြီးမိမေးရင်ဝင်ထဲမှာနေတဲ့ကလေးတွေဟိုအလုံးအလုံးလုံးနေတဲ့လူတွေလမ်းသွားလို့ရှင်ဆွဲခွာနဲ့ပေါ်တာဆွဲရတာနဲ့အဲ့ဒီလိုသထောင်းစားဂျလေးပြီတွေမြန်မာနိုင်ငံမှာအများကြီးဖန်ဆန်းမှာလူတကာကိုလိုက်ပြီးတော့ဒီကလေးတွေဖမ်းပြပြီးလိန်ညာစားနေတဲ့အကောင်ကဘာဖြစ်လို့ပုတူကိုတရားဆွဲမဲ့ချိန်ချောက်တော့ဘာဆောက်ဆင်တော့အဲ့ဒီလိုအကောင်မျိုးစစ်မှုထမ်းခိုင်းလိုက်အဲ့ဒါမျိုးသမီးချင်းကိုကြီးမဆောက်လို့လာမမင်းနဲ့မေးတဲ့လူပါဆဲရဲမှာဖြစ်တယ်နော်အဲ့လိုအဲ့လိုဟာကြီးကြတော့စစ်မှုထမ်းနဲ့ထည့်လိုက် ။ဒါကလေးကိုရောင်းစာမှာကိုမွေးထားတဲ့ကလေးကိုနော်ဟုတ်တယ်ဟိုတနေ့ကဆန္နာမင်းဆိုဆန္နာမင်းနဲ့သတင်းသတင်းပြောတဲ့ဟာဆ iamma ကြော်ဆိုးဦးကြော်ဆိုးဦးလို့ပြောနေတာကြော်မျိုးမင်းနဲ့နော်ဆ iamma အဲ့ဒီသတောင်းစာဆ iamma အဲ့ဒါတော့နားလည်ပြီဆ iamma ဘောမာရီရဲ့နာမည်တွေတော့ဆ iamma အတိအကျမသိဘူးမှတ်မထားဘူးဆ iamma ဘာလို့မှတ်မထားလဲဆိုဒီသတောင်းစာတို့အမှတ်ဆရာဘာအကြောင်းမှမရှိဘူးအဲ့တော့ကြော်မျိုးမင်းနဲ့ကြော်ဆိုးဦးနဲ့လွဲနေအဲ့ဒါကိုနားလည်ပြီနော် ဆီယမမှတ်မထားဘူးလေမှတ်မထားဘူးဆိုတာဆီယမရှင်းရှင်းပြောတာအမိုက်တွေကိုဆီယမအုံနောက်ထဲမထည့်ဘူးဆီယမအမိုက်တွေအုံနောက်ထဲမထည့်ဘူးနော်ပြောချင်လို့သူတို့ပြောချင်လို့တော့မှအဲ့သူတို့နာမည်လေးတွေမှတ်မိဖို့မနဲ့မှတ်ရတာမှတ်မထားဘူးဘာလို့ဆိုအုံနောက်သူတို့ကအမိုက်တွေလေနော်အမိုက်တွေအုံနောက်ထဲမထည့်ဘူး အဲ့ဒီပုဒုကိုတရားစွဲမှဆိုတော့ကလေးဖေအဲ့ဒီမှာနင်းစစ်မှုထမ်းခံရပါသေးငါလည်းပြောမှာအဲ့မှာစစ်မှုထမ်းဖမ်းနေတဲ့အကောင်ကြီးအဲ့လိုအဲ့လိုအဲ့ဒီလိုအကောင်ကိုခေါ်ပြီးစစ်မှုထမ်းနဲ့ထည့်လိုက်ကလေးလေးရောင်းမဲ့ကလေးလေးကိုလည်းပုဒုဝဲမဲ့ဝဲပြီးတကယ်လိုအပ်တဲ့စိတ်ချတဲ့နေရာကိုပုဒုထားမယ်အောက်ကြည့်ပြီးတော့ကဲဆယ်တာပေါ့နော်ဟယ်လိုဟယ်လိုဘာလဲအဲဟိုဗါလဲခလေးက30နဲ့ရောင်းမှဆိုတာတကယ်လားကိုဟမ် ထားရမရှိတော့ဘူးအဲ့ဒါမှမကြည့်လို့မှကိုယ်မှာကြာတဲ့ကြောက်သွားတယ်အိမ်မှာထားခဲ့တာကိုကြီးမှာတော့မဟုတ်ဘင်းတိတယ်အကိုကြီးတို့တတင်းနေဘူးလူကြားတယ်အဲ့ရလူတွေဘူးလူပြန်ပြီးတော့ဆက်တွေ့တယ်ဗောနော်ဟုတ်อืมအကိုကြီးကိုကျွန်တော်ရမဆိုတာတကယ်လားဟုတ်ကဲ့တကယ်တင်းနေလားဟုတ်ကဲ့မိမကပြောပြလားမိမကလည်းပြောသွားပြီသူကလည်းဟိုကဘောကဒီစီးတယ်ခဲ့တဲ့ခလေးတို့ကိုဘယ်လိုလဲပြီးတော့ အဲ့ဒီတော့လည်းကိုယ်ကကူကူအေးအေးလေးရရလည်းဒီလိုတော့လည်းရောက်နေဘူးနိုင်ငံကတွေ့ရကြတယ်လေတော့ဘုရားကလည်းပြီးတာလည်းပတ်ဆံအောင်လန်းငံကပုတုပေးတာလည်းပတ်ဆံရောလန်းငံကဟိုဟိုလာပေးတာကကျွန်တော်တို့ကဒီကားလေးကိုသိနေတယ်လို့ပြောတော့အဲ့တော့ဝန်ကြီးကမင်းကမနေရတော့ဘူးပြောနေတာအကိုကြီးမလိမ်နဲ့နော်အကိုကြီးတည်နေကျွန်တော်အကုန်ကြားတယ်နော်အကိုကြီးကမိန်းမတွေယူလာတယ်လေအများကြီးတို့ကြီးကတော့မလိမ်လို့ယူပါဘူးဘယ်မှာလဲအကိုကြီးတည်နေအကုန်ကြားအကိုကြီးကတခိုးတယ် ်အဲ့ဘယ်လိုရှင်းပြမှာကျွန်တော်အဲ့တော့ပြောတာအေးအဲ့တမခလေးမင်းနာကြည့်ပြီးတော့ကျွန်တော်အခုညီမမပြန်ပြီးတော့ခုကအဲ့အဲ့ဒါကိုလက်ကနေအရင်ကနာမည်ပြတ်ရှိလို့နာမည်ပြတ်ရှိတယ်အခုရိုးရိုးစင်းစင်းနဲ့နေခဲ့တယ်ဟုတ်တယ်နော်ဟုတ်ဒါပြန်အဲ့ကလေးလေးကိုကျွန်တော်လောက်ပြီးမယ်နော်အခုနော်ဟုတ်ကဲ့ဟုတ်အဲ့ကလေးလေးကိုကျွန်တော်တက်ဒီမှာအကူကြီးပြောပြလိုက်တာ

con con mồm mổ hả u bọ đi <laughs> du cô lui ra để bọ đi nhà mà kê xe bí bảo bố mang cả nhau đi cái lưu tiêu mà bọ u gì biết mẹ đùn đà ai mình đâu à mà à thì ai tê siêu mà nhìn này à cô ý được cái nào mà bố à cô ý ăn tay nó sẽ nhà giá mà thằng cái lưu tiêu giá lại mà nó bí mẹ nó thì cái cái gì bí lại mà nó đúng rồi là ဟမ်အဲအားလုံးပြည်ရဲ့ဟမ်အစင်ပြေလဲဆိုတော့လုတ်ခွဲပြေးမလားဟာလုတ်ခွဲပြေးမလားအေးတာဝန်ယူတယ်လို့ပြောတာလည်းဟုတ်တယ်ဒီမှန်တယ်လေအခုပါလဲကျွန်တော်တာဝန်ယူရမလားမယူရအောင်လားအဲ့ဒါပဲသိချင်တယ်အဲ့မှာတာဝန်ကမယူတယ်ဆိုရင်ဘုသူမယူတော့ဘူးလေ

ကိုကြီးတို့ခြေကောင်းနဲ့လက်ကောင်းနဲ့လေကိုကြီးကလည်းဓာတ်တက်ကလေးရောက်ကြလာစီတော့မူလို့ရတယ်ဘာလို့လေးစရာမီးစားစရာမရှိဘူးပြောအောင်လောက်စားပေါ့အကိုကြီးတို့ဆိုင်ငယ်ပြန်ရွေးတာပြီးမဟုတ်လားကိုကြီးတို့ကျွန်တော်ဆိုင်ငယ်ပြန်ရွေးတာပြီးမဟုတ်လားဘယ်ရပါလဲအိကစံဘာလုပ်လိုက်လဲဆိုတော့ဆိုင်ငယ်လေးရသွားပြီဆိုတော့လည်းအလုံးလုံးနဲ့ပတ်ဆက်ရှာမယ်ကိုကြီးဘာကြီးရှောက်စင်စားလားကိုကြီးကမီးမီးကင်ကောင်တရားမပြီးသားအောင်ဖြစ်တယ်ဟုတ်ကဲ့အဲ့ဒီဝေရတကယ်ခွဲစိတ်ပြီးမယ်ဆိုတော့ဖူးတူအနားဆုတ်လိုက်လို့မယ်ဒီတော့အဲ့ဆိုတော့ 啊，做啥嘞？高温油来做、啊，高温油该做，不知道是为咩嘞？哪、啊啊这个来？哪、啊这个来？你那个不是五十多条的？嗯、这个，阿五阿爸嘞，丰收的。这个这个这个 လူကတောင်းဝင်ယူတာပြီးပြီမဟုတ်လားပထမအေးယူပြီးရပြီးပြီလေပုတုနဲ့မဆိုင်တော့ဘူးလေလူတောင်းဝင်ရလူတောင်းဝင်ယူမှာပေါ့ဟုတ်ဟုတ်อืมဟုတ်ဒါပဲအဘောင်ရှောက်ပြောဟိုဘယ်လိုင်းပေါ်မှာဟိုမကြီးကြီးတဲ့ဘာကြီးရှောက်ပြောနာခလေးကိုရောင်းပြီးတော့ဟိုဟိုဖေးကူမာတို့ဘာကြီးရှောက်ပြောနာခလေးနှလုံးခွက်ဆိုင်တယ်ဆိုတော့30နဲ့ရတက်လားစဉ်းစားလေးအောင်တော့ရှိဘူးရအောင်လေအဘောင်ရှောက်ပြောနာ ပဟိုက်ဒလောက်တယ်ဆိုတာခိုင်နင်းဝင်မပါဘူးနော်မြန်မာနိုင်ငံမှာပဟိုက်ဒလောက်တဲ့ထက်မှငါအထင်ကြီးတယ်မှာခိုင်နင်းဝင်မပါဘူးခိုင်နင်းဝင်ဆိုတာကလငချင်းမှနော်ပဟိုက်ဒလောက်နေတဲ့လူတွေအကုန်လုံးတိတိမတိတိအကုန်လေးစားတယ်မြန်မာနိုင်ငံမှာဒီလောက်နိုင်ငံမှာမငိမ့်ချမ်းမအေးချမ်းနေတာဒီလိုပဟိုက်ဒလောက်တဲ့လူတွေရှိနေလို့နော်တချို့ပြည်သူကတော့ပြည်သူပြန်လှူလို့ရတာနောက်ပုတုဆိုတဲ့ကလေးလေးကသူ့မှာကိုပိုင်ကားမရှိဘူးတခုခုဖြစ်တော့မယ်ဆိုရင် तू က तू ကလိုင်းကားနဲ့သွားရတာ ။နော်ပြီးတော့သူ့ကိုချိုးတော့မပါဘူး तू ကလုံနေတာ။အဲ့ဒါဒီကလေးလေးကိုတရားစွဲမဲ့ဆိုတော့စဉ်းစားကြည့်လေကိုယ်လှူဘူးတယ်ကိုယ်ကူညီဘူးတဲ့ဂျေဆုရှင်တယောက်ကိုတရားစွဲမဲ့ဆိုတော့အဲ့ဒီကလေးနှစ်ယောက်ဖေးကဘာကောင်းတော့အဲ့ပြောအဲ့ကပုတ္တရောတရားမစွဲနဲ့ငါ့ကိုတရားစွဲမဲ့လာပြောလို့ပြောပါးရီကြီးကလှိမ့်ချပြင်မဲ့ဂျပန်ရိုင်းနှီးရိုက်ပြင်မဲ့ဂျပန်ရိုင်းနှီးရိုက်ပြင်မဲ့ ဓာဥစားတွေမြန်မာနိုင်ငံမှာအဲ့ဒီလိုအောက်တိုင်းဆိုနောက်ကျလို့ရှိရင်မြန်မာနိုင်ငံမှာလေမြန်မာနိုင်ငံမှာစံစီစားအပြိပလှူတဲ့လူတွေမြန်မာပြည်ကိုပြိပမှာလှူမယ်ဆိုလို့ရှိရင်စံစီစားတဲ့အဲ့ဒီကိုနှုံးဆိုတဲ့ဟာတွေအဲ့ဒီအဖော်တို့ကိုနှုံးတို့ပါထည့်ပြီးလှူပေးရမယ်လှူပေးရမလို့ဖြစ်နေပြီနော်ဘာဖြစ်လို့လဲဆိုတော့အရိုင်းရိုင်းကလေးတွေမွေးပြီးလို့ရှိရင်ဟိုနေရာပို့ဒီနေရာပို့ကိုသားသမီးကိုကိုမချင်မမွေးနဲ့လေ ကိုချစ်လို့ကိုလိုချင်လို့မွေးထားဆိုကိုတာဝန်ယူရမှာကိုကကြိုးကန်နေတယ်ဆိုရင်ထားတော့လက်အကောင်းချီကောင်းကြီးဖြစ်နေတယ်လောက်ไก่တွေးပေါ့နော်အိုက်တာနင်တို့အိုက်မယ်လောက်ไก่မကြွေးနိုင်မမွေးနဲ့ကလေးတွေကိုလည်းဒုက္ခမပေးနဲ့လူလောကလည်းခေါ်ပြီးတော့နော်နောက်ကြရင်ပဟိရသမားတွေကနောက်ကြရင်နင်တို့ကိုနှုံးနေလူတော့မှာနော်မြန်မာပြည်မှာအဲ့ဒီလိုအောက်တန်းစားတွေကတီးတန့်ကိုရှိတယ်နော် ငါလည်းမပြောချင်ဘူးနေရတကပါလာမို့မြန်မာနိုင်ငံမှာအဲ့ဒီလိုဖြစ်နေဗယုတ်ဒုက္ခအခုတော်လန်ကြီးကပြောမပြောရင်လည်းဟိုကဘာမှာစစ်ဖြစ်နေတဲ့ကိစ္စသူတို့ကိစ္စလေးရတယ်ကိုနဲ့ဘာဆိုင်တော့ဘယ်နိုင်ငံမှာစစ်ဖြစ်ဖြစ်ဖြစ်မြန်မာနိုင်ငံနဲ့မဆိုင်ဘူးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာဟုတ်ပဲစိတ်ဝင်စားကိုယ်နိုင်ငံမငြိမ်းချမ်းမနဲ့ဘယ်နိုင်ငံမှာစိတ်ဝင်စားနဲ့ သူများနိုင်ငံကဥပဒေရှိတယ်ဒီမိုကရေစီရှိတယ်သူတို့နိုင်ငံမှာစစ်ဖြစ်တယ်ဆိုလဲခဏပဲတို့မြန်မာနိုင်ငံမှာသံတော်စာကြီးအုပ်ချုပ်နေတာဥပဒေလည်းမရှိဘူးဒီမိုကရေစီလည်းမရှိဘူးတုံ့ကျင်တယ်လို့တုံ့မောက်ကျင်တယ်လို့မောက်ပြီးအုပ်ချုပ်နေတာမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံကြီးမြန်မာနိုင်ငံမှာစစ်ဖြစ်နေတာကိုစိတ်ဝင်စားနောက်ကိုမြန်မာနိုင်ငံငိမ့်ညံ့ပြီးအေးချမ်းပြီးဆိုမှသူများနိုင်ငံအကြောင်းကိုစိတ်ဝင်စား ဘလို့ဟာဒီလဲဟိုမသိတာတလွဲစပင်ကတင်လိုက်တာလိုင်းပေါ်မှာအပေါ်ဆွဲလဲသူသူများနိုင်ငံမှာဆစ်ဖြစ်နေတာအောက်ဆွဲလဲဟိုသူများနိုင်ငံမှာဆစ်ဖြစ်နေကိုယ်နိုင်ငံမှာဆစ်ဖြစ်နေရကြမတည့်ရဘူးဖမ်းခံရမှာဆိုလို့ကျောက်ကြီးမြို့နယ်တွင်ရှိအကြမ်းဖက်စစ်တပ်များကို တိုက်ခိုက်ပြီးစစ်တုံးပန်းများကိုဖမ်းဆီးရမိပဲခူးတိုင်းကျောက်ကြီးမြို့နယ်ရှိအကြမ်းဖက်စစ်တပ်များကိုတိုက်ခိုက်ခဲ့ပြီးစစ်တုံးပန်းများနှင့်လက်နက်ခဲယမ်းများကို တိမ့်စီရမိတယ်လို့မနျူးစ်ကဒီနေ့ညနေပိုင်းမှာသတင်းထုတ်ပြန်ထားပါတယ်။ဒီနေ့မနက်ပိုင်းမှာ KNLA ပူးပေါင်း PDF တပ်တို့ကပူးပေါင်းပြီးကြောက်ကြီးမျိုးနယ်တွင်ရှိအကြမ်းဖက်စစ်တပ်များကိုတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ Spring Warrior Column တာဝန်ရှိသူတအူးက ူတို့အင်အားတွေတအားတိုးထားတာကြောက်ကြီးကြောက်တကားမှာအင်အားတွေတော်တော်ထိနေကြတယ်လို့ပြောပါရယ်ရင်းတိုက်ခိုက်မှုတွင်အကြမ်းဖက်စစ်တပ်ဘက်မှ9ဦးထပ်မံတေဆုံးခဲ့ပြီးစစ်တုံးဘက်22ဦးအပါအဝင်လက်နက်မျိုးစုံ28လက်နှင့်ခဲယမ်းများအခြားစစ်တုံးပစ္စည်းအမြောက်များကိုတင်စီရမိပါသေးတယ်အထက်ပါစစ်စင်ရေးကိုပြည်သူ့ကာကွယ်ရေးတပ်မတော်အမှတ်နှင့်စစ်စင်ရေးနယ်မြေပဲခူးတိုင်းစစ်ဌာနဗျူဟာ25တရင်3900နှင့်အထူးကွန်မန်ဒိုတရင် Spring Warrior Column နှင့် ကရင်မျိုးသားလူမျိုးရေးတမတော်မှာတည်ရင်၈တည်ရင်၉တို့ကပူးပေါင်း၍တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပါတယ်။